တဘွားရဲ့ profile ဆရာကောင်းတဲ့နေရာတူ EOD ဘဏ်ရဲ့ MP credit card နဲ့တူဖြတ်သွားတာ EOD ဘဏ်ရဲ့ MP credit card နဲ့ဆိုလို့ဒီနေရာကိုတိုးတက်နေထားတယ် ဒီကနေ့ဇွန်လ29ရက်မှာအခောက်ရွှေဈေးနဲ့ဒေါ်လာဈေးနှုန်းဟာအမြင့်ဆုံးမှာဆက်ရှိနေပြီးအယောင်းဝယ်အေးနေတယ်လို့ဈေးကွက်အတွင်းကနေသိရပါဗျ။လက်ရှိကမ္ဘာရွှေဈေးကွက်မှာရွှေတအောင်ဆကိုဒေါ်လာ1325ဝန်းကျင်နဲ့အမြင့်ဆုံးမှာဆက်ရှိနေတဲ့အတွက်ပြည်တွင်းရွှေဈေးကွက်မှာအခောက်ရွှေတစ်ကျပ်သားကိုကျပ်8,3900ဝန်းကျင်နဲ့အယောင်းဝယ်ဖြစ်နေတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့တစ်ပတ်ကကမ္ဘာရွှေစရာတောင်ဆောက်ကိုဒေါ်လာ1300ကျော်ထိမြင့်တက်ခဲ့တဲ့အတွက်ပြည်တွင်းဈေးကွက်မှာတစ်ချက်သားကို13800ကျပ်ထိစံချိန်တင်မြင့်တက်ခဲ့ပါတယ်။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံကလည်းဗြိတိန်နိုင်ငံထုတ်လိုက်တဲ့ဖြစ်စဉ်ကြောင့်ကမ္ဘာရွှေဈေးကွက်မှာဈေးနှုန်းတည်ငြိမ်မှုမရှိဘဲဈေးမြင့်တက်မှုဖြစ်ပေါ်နေတဲ့ပေါ်ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့အမှုဆောင်ဦးအေးချိုကအခုလိုပြောပါတယ်။လက်ကတော့300လောက်ရှိတယ်။ဟုတ်ကဲ့ကမ္ဘာရွှေဈေးကမြင်နေမှာကမ္ဘာရွှေဈေးကသူတို့ 个，一讲是南南昌的汽车，这个个幺分钟啊，二十多钟幺分钟不麻烦，坐电车一个有，电的。电车过去电车过，有嘛？这边的话有两个人家。 ဒေါ်လာလဲနှုန်းအနေနဲ့ကတော့ဒီကနေ့ဇွန်29ရက်မှာဘဝပိုင်ရဲ့သက်မှတ်ဒေါ်လာလဲနှုန်းချက်1184ရှိနေပြီးပြည်ပဒေါ်လာဈေးကွက်မှာတော့အမြင့်ဆုံးဖြစ်တဲ့ဒေါ်လာကိုချက်1180နဲ့1181ချက်ကြားရှိပြီးတော့အယောင်းဝေအေးနေတယ်လို့သိရပါတယ်ဒေါ်လာဈေးကလောလောဆယ်ကတော့1180ဝယ်80တက်ရအောင်ဒီနေ့ကျသွားတာအကြောင်းရကပါသွားတာပေါ့နာဂုံကန်ဒီလည်းရက်လာပြီနာဂုံကန်ဒီရောက်လဲရောက်လာပြီလေနာဂုံကန်ဒီဆိုရင်ဒါရောင်းဝယ်ပါတယ်အ ျွန်တော်ဝယ်ရောင်းလောကအနေနဲ့ပြောရမယ်ဆိုရင်တော့ဥစ္စာပါเนาะဒါကတော့လာကုန်ရင်ဒီလိုနည်းနည်းလာစာထွက်တာလေးရှိတယ်နောက်ပြီးတော့ဒီလိုကဘာရွှေနည်းနည်းတက်ရင်ကျွန်တော်တို့ဗမာရွှေပီနေရွှေပေါ့เนาะပီနေရွှေကလိုက်တက်ရင်တက်မတက်လို့ပီနေရွှေအေးရင်ဆိုရင်ဒေါ်လာပါဆက်အေးရောတယ်နှစ်ပေါင်း40ကျော်ကြာဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရပ်တည်ခဲ့တဲ့ဗြိတိန်နိုင်ငံရဲ့လူမှုစံနာခံယူပွဲအပြီးမှာတော့ကမ္ဘာဈေးကွက်မှာရောမြန်မာနိုင်ငံရဲ့ဈေးကွက်အတွင်းမှာပါရွှေဈေးနိုင်ငံเจ้าငွေလဲလဲလုံးနဲ့ Stock share ဈေးကွက်တွေမှာပါရိုက်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီးတော့နိုင်ငံတကာမှာစွန့်ရင်လဲ Starling Bond အပါအဝင်ငွေကြေးစင်းနှုန်းတွေကျဆင်းမှုတွေရှိခဲ့ပါတယ်။